ုလူကဖုန်းတစ်လုံးမှာဘတ်စုံတုံးခြင်းတယ်ဒါပေမဲ့ budget ကိုလည်း15သိန်းရောက်ပဲတုံးခြင်းတယ် official global တွေကလည်းလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းရေးပေးမယ့် episode အပီဆိုတ်တစ်ကမိတ်ဆွေတို့ပါပဲမိတ်ဆွေတို့ပါပဲမိတ်ဆွေတို့ပါပဲ okay ဒီနေ့မှာတော့ဈေးနှုန်း15သိန်းအောက်မှာ all rounder ဘတ်စုံတုံးခြင်းတဲ့သူတွေအတွက်ရဲ့ official global လေးဖြည့်ရမယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်ဖုန်းလေးတစ်လုံးကိုရွေးပေးခြင်းတယ်အကောင်းဆုံးနေတဲ့ကအကောင်းဆုံးတစ်လုံးဖြစ်တာဖြစ်တဲ့အတွက်ဒီ video လေးကိုကြိုက်နေကြတယ်ဆိုတော့ကျွန်တော်ကို like and share လုပ်ပြီး support ပေးသွားလို့ရပါလို့ကြောင်းနေတယ်ပဲအများကြီးပြောတော့ကျွန်တော် video လေးကိုစကြတာပေါ့ကျွန်တော်ရွေးပေးတဲ့ဖုန်းက Poco ရဲ့ A7 Pro ဒီဖုန်းက Redmi Tahoe 4 Pro ရဲ့ Global version ဖြစ်ပြီးတော့ ဒီဖုန်းကြောင့်ကြောင်းမဲ့ဆိုရင်ဘာမှဖြစ်ကသူ့ရဲ့ပါဖုန်းမှာပိုင်းဒီဖုန်းမှာတုံးမိထားတဲ့ SOC က Dimensity 6400 Ultra 4 nanometer ဆိုတဲ့ကောင်ကိုတုံးမိထားပြီးတော့ MediaTek FrameRate Converter လည်းပါဝင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က FrameRate အမြင့်နေမှာဂိမ်းဆော့မယ်ဆိုရင်တော့ဘာကောင်းကောင်းဆော့လို့ရတယ်ပြီးတော့ Power Consumption အပိုင်းမှာဆိုလို့ရှိရင်လည်း Optical Design နဲ့4 nanometer Processor ကြောင့်ကျွန်တော်တို့ဖုန်းအားကိုလည်းသူကခြွေတာပေးနိုင်တယ် Antutu Score Benchmark နဲ့အရာဆိုလို့ရှိရင်လည်း Flash မဟုတ်ဘူးဆိုရင်တော့ Flash မီနီစောင်းရင်မျိုးကိုသူကပေးနိုင်တယ်ဆိုတော့ဒီဖုန်းမှာဆိုရင်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာလူစိတ်ဝင်စားမှုများတဲ့ ့ Mobile Legend PUBG, Genshin Impact တို့ဂိမ်းတွေကိုဒီဖုန်းမှာကောင်းကောင်းဆော့လို့ရတယ်။ဒီပတ်မှာဆိုရင်6000 mAh ကိုမှအမြန်အားသင့်စနစ်က91နဲ့လာမယ်။ဆိုတော့သူ့မှာပါဝင်လာတဲ့ battery တွေ charging ပိုင်းတွေကကျွန်တော် Plus 2 performance phone တော်လို့အနေနဲ့ဆိုရင်ဘာမှကိုမှအပြစ်ပြောစရာမရှိဘူး။6000 mAh battery နဲ့ဆိုတော့ကိုယ့်ရဲ့ဒိဋ္ဌိတနေတာမှာဖုန်းအားမသွင်းဘဲနဲ့တောင်မှကောင်းကောင်းအသုံးပြုလို့ရတယ်။ဒါလည်းအားကုန်သွားမယ်ဆိုလို့ရှိရင်တော့မှ91နဲ့ဆိုတော့ကျွန်တော်တို့ ဖုန်းအား02 100%ကိုအချိန်အားဖြင့်45မိနစ်လောက်အားသုံးနဲ့အားပြည့်နိုင်မှာဖြစ်ပါတယ်။ဖုန်းရဲ့အထုက8.3 mm အထုပဲရှိပြီးတော့အလေးချိန်က195 gram အလေးချိန်ပဲရှိသလိုဖုန်းရဲ့အရှိဘက်ကိုလည်းမှန်တဲ့မှာမှာအကျန်းခံပါတယ်ဆိုတော့ Corning Gorilla Glass 7i ကိုသုံးမိရတယ်။ MU တိပိုင်းမှာဆိုလို့ရှိရင် IP68 69လိုမျိုးကိန်းဂဏန်းနဲ့လာတယ်။ဒီကိန်းဂဏန်းကကျွန်တော်တို့ဖုန်းတန်းရေတန်းတွေမဟုတ်တော့သူကရေစိမ်းတန်းကြီးပါခံနိုင်တယ်။ကျွန်တော်တို့သူတို့ဘက်ကအပြောရဆိုလို့ရှိရင်တော့ရေအနက် 1.5မီတာအနက်မှာ나이ဘောလောက်ထိရေစိမ့်ခံနိုင်တယ်လို့ပြောထားတယ်။အဲ့ဒီအပြင်မှာဖိအားပြင်းတဲ့ရေဖိအားတန်တွေကသူကခံနိုင်သေးတယ်။ကင်မရာဘိုင်းမှာဆိုရင်15 megapixel main camera ရဲ့8 megapixel ultra wide ရဲ့20 megapixel selfie camera ရဲ့စုစုပေါင်းကင်မရာ၃လုံးပါဝင်လာမယ်။ main lens 15 megapixel က aperture 1.5ရဲ့ 1.195 inches ရှိတဲ့ sensor site အပြင်ပုံမှာ object image stabilization လို့ခေါ်တဲ့ OIS စနစ်လည်းပါဝင်လာတယ်။အဲ့တော့ဒီဖုန်းမှာကအလင်းရောင်အားနဲ့တဲ့ low light low saturation တွေမှာတော့မှကျွန်တော် noise မထတဲ့ပုံတော်ကောင်းတွေကသူကဖန်နှိပေးနိုင်တယ်။ပြီးတော့ OIS စနစ်ပါဝင်လာတာကဘာကောင်းလာမလဲဆိုရင်ကျွန်တော်တို့ auto focus စနစ်နဲ့ stabilize လုပ်နိုင်စွမ်းတွေမှာသူကကောင်းကောင်း spot ပေးနိုင်တယ်လို့ကျွန်တော်ရေဘူးရအပြင်တော့သတ်မှတ်လို့ရတယ်။အဲ့ megapixel ultra wide ဆိုတာကတော့ပါတယ်ဆိုတော့အဖြစ်လုပ်ပေးထားလို့ပြောလို့ရတယ်။ megapixel အရပဲကြည့်မယ်ဆိုလို့ရှိရင်တော့မှ megapixel နဲ့အတူကျွန်တော်တို့ပုံရဲ့ ်ဒီ day ဘိုင်းမှာအားနေသွားနိုင်တယ်ပြီးတော့စံစာဆိုင်ကလည်းတည့်ရတော့ကျွန်တော်တို့အလင်းရောင်အားနေတဲ့ low light saturation တွေမှာဆိုလို့ရှိရင် rise ထတာမျိုးတွေဒီ day မကျတာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရနိုင်တယ် display ဘက်မှာဆိုရင်6.67 inch အကြေကိုမှ AMOLED display 68 billion color Dolby Vision HDR tablet Vivek Wanadi has အပြင်ကိုမှ brightness က maximum peak brightness ကို3200နဲ့အထိကိုသုံးမိထားတယ် specification အရာတော့ရွတ်သမျှအကုန်ပါပြီးတော့ဒီဖုန်းမှာက Dolby Vision HDR tablet ကိုလည်း support လုပ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော် YouTube တွေမှာ ါတယ်ကြည့်တဲ့အခါမျိုးမှာဗီဒီယိုရဲ့ quality ကိုသိသာပို့ပြီးတော့ကောင်းမွန်စေသလိုဒီလိုမျိုးအရာလေးတွေပါတဲ့အတွက်ကျွန်တော်တို့ color ပိုင်း contrast ပိုင်းတွေမှာပို့ပြီးတော့ detail ကြရတယ်။ပြည့်တူမှာပါလာတဲ့ maximum pay brand က3200နည်းဆိုတော့ကကျွန်တော်တို့အခုလိုမျိုးအိမ်ထဲမှာပဲဖုန်းသုံးဆုံးဒါမှမဟုတ်နေငယ်မဲ့နေရာအောက်မှာဖုန်းတိုက်ရိုက်ပဲသွားသုံးဆုံးဒီဖုန်းရဲ့ display ပိုင်းနဲ့ပတ်သက်လို့ကကျွန်တော်တို့ဘာမှစိုးရင်စရာမရှိဘူး။ဆိုတော့ဒီဖုန်းနဲ့ပတ်သက်လို့ညီကောင်ချုပ်ပြောရမယ်ဆိုရင်ဒီဖုန်းကဈေးနဲ့15000အောက်မှာ gaming အသားပေးထွက်လာတဲ့ဖုန်းတစ်လုံးဆိုရင်တခြားသော display ပိုင်း bay quality ပိုင်း durability ပိုင်း camera ပိုင်း gaming င်းပိုင်းဒီပိုင်းတွေမှာဆိုလို့ရှိရင်အပြစ်ရှာဖို့ကနည်းနည်းလေးခက်တယ်လို့ပြောလို့ရတယ်။အဲကျွန်တော်မယမစ်ကရှာမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ကင်မရာပိုင်း ultra wide ပေါ့ ultra wide lens ကလွယ်လို့ရှိရင်တခြားသောပိုင်းတွေမှာဆိုလို့ရှိရင်သူ့စင်းလုံးသူ့တန်း official global ဒီပိုင်းတွေမှာဆိုလို့ရှိရင်အာဘာမှအပြစ်ရှာကြမရှိတန်တဲ့ဖုန်းတစ်လုံးလို့ကျွန်တော်ကတော့ပြောလို့ရတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောကျွန်တော်အခုပြောပြပေးခဲ့တဲ့ Poco A7 Pro နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲ။ကိုယ့်ရဲ့အထင်မြင်လေးတွေကို DVR ကောင်မအမဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါလို့ပြောရနေပဲ။ ျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲကျွန်တော်ခွင့်ပြုပါပြည့်စုံပေးခဲ့ကြတဲ့ border တွေတောင်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောရနေပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး